ဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကတော့အရှိတ်အလဲပိုင်းဒေတာတစ်ခုလုံးရောအထူးသဖြင့်အစ္စရေးနိုင်ငံအတွက်ပါတကယ့်ကိုလက်တွေ့ဖြစ်လာနေတဲ့ကြောင်းမဲ့ဖွဲ့ရာချင်းချောင်းမှုတစ်ခေါက်တစ်ခုအကြောင်းကိုတင်ဆက်ပေးဖို့ရှိပါတယ်။အရှိတ်တွေဟာအရှိတ်အလဲပိုင်းမှာမကြခင်ကြီးမားတဲ့မုံတိုင်းတစ်ခုတိုက်ခတ်တော့မယ့်အရေးလက္ခဏာတွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေတယ်လို့ပါပဲ။အစ္စရေးနိုင်ငံမှာဖြစ်ပျက်နေတာကတာမန်ကိစ္စတော့မဟုတ်ပါဘူး။နိုင်ငံတစ်ခုလုံးရဲ့အကြီးမားဆုံးသောကြောက်ရွံ့ထိတ်လန့်မှုတွေဟာလက်တွေ့အကောင်အထည်ပေါ်လာပြီးဆိုတော့အဲ့ဒီပြည်သူတွေရဲ့စိတ်ထဲမှာဘလောက်တောင်စိုးရိမ်ပူပန်မှုတွေနဲ့ ထိတ်လန့်တုံ့လုံးမှုတွေလွှမ်းမိုးနေမလဲဆိုတာသာစဉ်းစားကြည့်လိုက်ပါမြေရောက်ဘန်ဂါရီနဲ့ပုံခုချင်းတွေကိုလေ့ကျင့်ရေးအတွက်မဟုတ်ပဲတကယ့်စစ်ရေးအန္တရာယ်အတွက်ပြန်လည်ဖွင့်လှစ်ပြင်ဆင်ရတယ်ဆိုတာဟာစစ်ပွဲကြီးတစ်ခုရဲ့ချိန်ချမှုကသူတို့ရဲ့ကောင်းပေါ်မှာတကယ်ကိုရောက်ရှိနေပြီဆိုတာအခိုင်အမာပြသနေပါတယ်ဒါဟာတမိုင်းမှာတစ်ခါမှမကြုံဘူးတဲ့ပုံမှုကြောက်မဖွယ်ကောင်းတဲ့အန္တရာယ်ကနေပြည်သူတွေကိုကယ်တင်ဖို့အတွက်အသက်နယ်ရင်းပြီးပြင်ဆင်နေရခြင်းဖြစ်ပါတယ်တပြိုင်တည်းထဲမှာပဲကမ္ဘာတစ်ဖက်ချမ်းမှာရှိတဲ့ အမေရိကန်စစ်ဌာနချုပ်ကသူတို့ရဲ့စစ်အသင့်အနေထားအဆင့်ကိုအမြင့်ဆုံးထိတိုးမြှင့်လိုက်တာဟာအခြေအနေရဲ့ပြင်းထန်မှုကိုပိုပြီးမိမောင်းထိုးပြနေပါတယ်။ဒါနဲ့မကသေးပဲနေတိုးတပ်ဖွဲ့တွေကအလျင်မြန်ပဲအီရတ်နဲ့ပါရှန်ပင်လယ်ကွေ့တပ်ထိတပ်တွေဖြန့်ကျက်နေရယူနေတယ်ဆိုတော့အနောက်အုပ်စုတစ်ဖွဲ့လုံးကအရှေ့လယ်ပိုင်းမှာကြီးမားတဲ့မုန်တိုင်းတစ်ခုတိုက်ခတ်တော့မယ်ဆိုတာကိုရိပ်မိနေကြတာကြောင့်ကြိုတင်ပြင်ဆင်နေကြတာရှင်းနေပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့မျက်လုံးအားလုံးကအရှေ့လယ်ပိုင်းကတနည်းအားဖြင့်ကိုသာစုပြုံကြည့်ရှုနေကြမှာ နိုင်ငံတနိုင်ငံရဲ့နာမည်ဟာကမ္ဘာကြီးတစ်ခုလုံးကိုစိုးရိမ်ပူပန်စေတဲ့အရေးမဲကြီးတစ်ခုကလည်းပေါ်ထွက်လာပါတယ်။အဲ့ဒီနိုင်ငံကတော့အီရန်ပါပဲ။အစ္စရေးသတင်းမီဒီယာတွေစီကနေထွက်ပေါ်လာတဲ့နောက်ဆုံးရသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံဟာခေတ်သစ်ကမ္ဘာမှာကြောက်မက်ဖွယ်အကောင်းဆုံးလို့တင်စားရမယ်။တိုက်ချင်းပြပေတိန်တုံးကြီးအစ်စ်ဆက်ဆက်တခုကိုအောင်မြင်စွာဆန်းသက်ပစ်လွှတ်လိုက်ပြီဆိုတဲ့သတင်းကြီးဖြစ်ပါတယ်။ဒါဟာတာမန်တုံးကြီးတစင်မဟုတ်ပါဘူး။တာမန်ပေထိန်တုံးကြီးတစင်လည်းမဟုတ်ပါဘူး။ ဒါဟာလူသားတွေရဲ့စိတ်ကူးထဲမှာတော့မမှန်းဆနိုင်တဲ့အဖြတ်ဆွမ်းအပြင်းလက်နက်တစ်မျိုးဖြစ်တယ်လို့ဆိုရင်လည်းမမှားပါဘူး။ပြစ်ခတ်နိုင်တဲ့ကွာဝေးကသမုတ်တရားတွေကို ဖြတ်ကျော်ပြီးပင်လယ်တစ်ဖက်ကမ်းအဝေးဆုံးမှာရှိတဲ့မြို့ကြီးတွေကိုတော့အလဲတကူခြေမုံနိုင်စွမ်းရှိနေပါတယ်။သူ့မှာတက်ဆင်ထားတဲ့ဤပညာတွေကတော့ပိုပြီးကြောက်စရာကောင်းပါတယ်။ American နဲ့ Israel တို့ရဲ့အဆင့်မြင့်ဆုံးလေကြောင်းရန်ကာဝေးရေးစနစ်တွေကိုစုပ်ပြတ်တက်သွားအောင်ထိုးဖောက်ဖို့တီးတန့်ဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက်ဒီတုံးကြီးဟာကာကွယ်လို့မရနိုင်တဲ့အနေအထားမျိုးကိုပိုင်ဆိုင်နေပါတယ်။ ဒီလိုချိန်ချောင်းမှုတွေအရှိန်မြင့်နေတာကိုကြည့်ရင်အရှိလေပိုင်းကြီးဟာကမ္ဘာငြိမ်းချမ်းရေးအတွက်အကြီးမားဆုံးသောစမ်းသပ်ချက်တစ်ခုဖြစ်လာတော့မလားဆိုတာကိုစိုးရိမ်စိတ်နဲ့စောင့်ကြည့်ရမယ့်အခြေအနေပါပဲ။ကမ္ဘာစည်ရေးလေလာသုံးသက်သူတွေရဲ့သုံးသက်ချက်တွေဟာပိုပြီးတော့ကြောက်မှတ်ဖွယ်ကောင်းလာပါတယ်။သူတို့ကဒါဟာအီရန်ရဲ့လျှို့ဝှက်လက်နက်ပဲ။တခုတည်းသောရည်ရွယ်ချက်အတွက်ပဲ။အဲ့ဒါကတော့နောက်တစ်ကြိမ်ဖြစ်လာမယ့်စစ်ပွဲအတွက်ပါပဲလို့နက်နက်နဲနဲဆွေးနွေးထုတ်ဖော်ပြောဆိုလာကြပါတယ်။ဒီလိုသုံးသက်ချက်ကနေတည်တာထင်ရှားတာက ဒီပြိပခါဟာတမယိုးကြထိတ်တိုက်ရင်ဆိုင်မှုအဆင့်ကိုကျော်လွန်သွားနိုင်တယ်ဆိုတဲ့အစိုးရပုံမှန်မှုပါပဲ။စစ်ရေးကျွမ်းကျင်သူများရဲ့အဆိုအရဒီဖြစ်လာနိုင်တဲ့စစ်ပွဲဟာအရှိလေပိုင်းရဲ့နိုင်ငံရေးမြေပုံကိုပြောင်းလဲသွားစေရုံနဲ့မကဘဲကဘာကြီးတစ်ခုလုံးကိုမီးလောင်တိုက်သွင်းနိုင်မဲ့မီးတောက်တစ်ခုကိုမွေးဖွားပေးနိုင်တဲ့စစ်ပွဲမျိုးဖြစ်လာနိုင်ချေအပြည့်ရှိနေပါတယ်လို့သတိပေးနေကြပါတယ်။ကဘာကြီးရဲ့ကံကြမ္မာဟာအခုဆိုရင်အနက်ဆိုင်သုံးသောကြောက်ကဘာစီကိုဥတီနေသလားလို့တောင်မေးခွန်းထုတ်เสียဖြစ်လာပါတယ်။ အခုဆိုရင် Israel ဟာသူတို့ကိုယ်တိုင်နာမည်ပေးထားတဲ့အိမ်မက်ဆိုးဒီတခုရဲ့၆လက်မှုကိုအပြင်းထန်ခံစားနေရပါပြီ။အဲဒီကြောင်းမဲ့ဖွဲ့ဒုံးကြီးကြီးရဲ့နာမည်ကတော့ Arkel Elzaman ပါ။ဒီနာမည်ရဲ့အထိပ္ပယ်ကိုနားထောင်လိုက်တာနဲ့ကိုပဲလူတိုင်းရဲ့ရင်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေကင်းအောင်သွားမှာအမှန်ပါပဲ။ Passion ဘာသာစကားအရဒီနာမည်ကနောက်ဆုံးသောကာလသို့မဟုတ်ကမ္ဘာအဆုံးသတ်လို့ဓာတ်ရိုက်အထိပ္ပယ်ရပါတယ်။ဒီနာမည်တစ်ခုတည်းနဲ့ကိုပဲရန်သူရဲ့စိတ်ပိုင်းဆိုင်ရာကြောက်စိတ်တွေကိုအမြင့်ဆုံးထိတွန်းပို့ပေးနိုင်ပြီး စစ်ပွဲမဆခင်ကတည်းကစိတ်တဲ့ပိုင်းဆိုင်ရာအသာသီးကိုရယူထားတယ်လို့ဖြစ်နေပါတယ်။ Israel media တွေကလည်းဒီတုံးမြန်ကိုရိုးရိုးလက်နက်တစ်ခုအဖြစ်မှတ်မှတ်တော့ပဲရှင်သန်ထမြောက်လာသောမိစ္ဆာကဘာပြက်ကင်းရဲ့တမန်တော်လူတော်မှစိတ်လှုပ်ရှားတာနဲ့တင်စားခေါ်ဝေါ်နေကြတာဟာဒီလက်နက်ပေါ်ထားရှိတဲ့သူတို့ရဲ့ကြောက်ရွံ့မှုကိုထင်ဟပ်နေပါတယ်။ထောက်လန်ရေးစီရင်ခံစားတွေကဒီတုံးမြန်ကြီးရဲ့ရုပ်ပိုင်းဆိုင်ရာအရွယ်စားဟာလည်းအသေးတုံစရာပါပဲ။အရှိဟာမီတာ20 65ပဲခန့်ရှိပြီး အလေးချိန်ကတော့တန်ချိန်28တန်အထိရှိတယ်လို့သိရပါတယ်။ဒီလက်နက်ဟာအလေးချိန်၄တန်အထိရှိတဲ့ထိပ်ဖူးကိုတည်ဆောင်နိုင်ပါတယ်။ဒီ၄တန်ဆိုတဲ့ကိန်းဂဏန်းဟာအသေးမွှားမဟုတ်ပါဘူး။သူ့ရဲ့ဖြက်စီးနိုင်တဲ့ဟာမြို့ကြီးတစ်မြို့လုံးကိုတစ်ချက်သေးနဲ့ပြပုံဖြစ်သွားအောင်ဖြက်စီးပြနိုင်တဲ့စွမ်းအားမျိုးလို့ကျွမ်းကျင်သူများကခန့်မှန်းထားကြပါတယ်။ဒါအပြင်သူ့မှာ MIRV လို့ခေါ်တဲ့ဤပညာပါဝင်နေသလားဆိုတာကလည်းမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ဒီဤပညာသာပါဝင်ခဲ့ရင်ပြစ်မှတ်တစ်ခုထပ်တာမကကိုတပြိုင်တည်းထဲတိုက်ခိုက်နိုင်ပြီး ဖြတ်စည်းနိုင်သံကိုဇာတိုးတက်သွားစီမှာပါလက်ရှိချိန်မှာတော့ဒီအချက်ကိုဘယ်သူမှအတိအကျမပြောနိုင်သေးပေမဲ့စည်ရေးကျွမ်းကျင်သူအားလုံးကတော့တတန်နဲ့သဘောတူညီထားကြပါတယ်အဲ့ဒါကတော့ဒီလက်နက်ကြီးရဲ့ဖြတ်စည်းနိုင်သံဟာဘလို့မှပြန်လဲကုစားလို့မရတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုသာခြံထားခဲ့လိမ့်မယ်ဆိုတာပါပဲကဘာကြီးဟာဒီလိုကြောက်မက်ဖွယ်လက်နက်တွေရဲ့ချိန်ချောက်မှုအောက်မှာဘလောက်ကြာကြာငြိမ်းချမ်းနေနိုင်အောင်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ်ကိစ္စကြီးတစ်ခုဖြစ်နေပါတယ် ဒီတုံးမြန်ကြီးရဲ့အေယာမအရွယ်စားထက်ပိုပြီးကြောက်စရာကောင်းတာကတော့သူ့ရဲ့ပြစ်ခတ်နိုင်သွမ်းပါပဲစေရေးကျွမ်းကျင်သူတွေရဲ့သုံးသက်ချက်ရဒီအာကယ်အယ်ဇာမန်ဟာကဘာပေါ်ကဘယ်နေရာကိုမဆိုပြစ်ခတ်နိုင်သွမ်းရှိပြီးအလွန်အရေးကြီးတဲ့အချက်ကတော့အမေရိကန်ပြည်ထောင်စုရဲ့ကုန်းမြေထီထောင်ရောက်ရှိနိုင်တယ်လို့ယုံကြည်ရတဲ့အချက်ပါပဲဒီအချက်ကြောင့်ပဲကဘာအင်အားကြီးနိုင်ငံတွေဟာချက်ချင်းဆိုသလိုအလှည့်မြန်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်အမေရိကန်စန့်ကွန်းနဲ့နေတိုးတို့ချက်ချင်းဆိုသလိုစစ်ရေးလှုပ်ရှားမှုတွေစတင်လိုက်တာဟာ ဒီချိန်ချောက်မှုဟာဒေတာရင်းပြဿနာတစ်ခုမဟုတ်တော့ဘဲတကဘာလုံးဆိုင်ရာထိတ်လန့်ပေါ်ရာချိန်ချောက်မှုကြီးတစ်ခုဖြစ်နေပြီဆိုတာကိုသူတို့ကိုယ်တိုင်ဝန်ခံလိုက်သလိုဖြစ်နေပါတော့တယ်။စေရေးလေးလာသူတွေရဲ့အကဲဖြတ်ချက်တွေဟာဒီတုံးမြန်ရဲ့ဤပညာပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုပို့ပြီးရှင်းလင်းပြသနေပါတယ်။အီရန်ဟာဒီတုံးမြန်အတွက်တွန်းကန်အားပေးတဲ့အင်ဂျင်ကိုအဆင့်မြင့်တင်ထားပြီးလေခွင်းအားဒီဇိုင်းကိုလည်းပြည့်ပြည့်စုံအောင်ပြုပြင်ထားပါတယ်။အထူးသဖြင့်စိတ်ဝင်စားစရာကောင်းတာကလမ်းညွှန်စနစ်ပါပဲ။ GPS, INS တို့လိုစနစ်တွေအပြင် ပြစ်မှတ်စီကိုအလိုလျောက်လမ်းကြောင်းပြင်ဆင်ပေးတဲ့စနစ်တွေပေါင်းစပ်ထားတဲ့ခေတ်မီတုံလမ်းညွှန်စနစ်ကိုထည့်သွင်းတက်ဆင်ထားပါတယ်။ဒီနည်းပညာတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါ Arkel Elzaman ဒုံးပြန်ဟာအတန်ထက်မြန်တဲ့ Hypersonic နဲ့အမြန်နှုံးနဲ့ပြန်တန်းနိုင်ပြီးဘလိုကာဝယ်ရေးဒိုင်းစနစ်ကိုမဆိုထိုးဖောက်ဝင်ရောက်တာပြစ်မှတ်ကိုမယုံနိုင်လောက်အောင်တိကျသွားထိမှန်အောင်တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ခန့်မှန်းရပါတယ်။ဒါဟာလက်ရှိကာဝယ်ရေးနည်းပညာတွေကိုစိန်ခေါ်လိုက်တဲ့လုပ်ရတစ်ခုပါပဲ။ ။ပို့ပြီးတော့ကြောက်စရာကောင်းတဲ့ချက်ကတော့နောက်ဆုံးရသတင်းတွေသာမှန်ကန်ခဲ့မယ်ဆိုရင်ပေါ်ထွက်လာမယ်အခြေအနေပါပဲ။အဲ့ဒါကတော့ဒီတုံးမြန်ဟာထောင်လိုင်းရေးမောင်းသူမဲ့လေရင်တွေနဲ့ဓာတ်ရိုက်ချိတ်ဆက်နိုင်ပြီးပြစ်မှတ်ရဲ့ဒီနေရာကိုအချိန်နဲ့တပြင်းညီရယူပြီးပြစ်ခတ်နိုင်တယ်ဆိုတဲ့အချက်ပါပဲ။ဒါသာအမှန်ဆိုရင်ကဘာကြီးဟာပယ်ထိန်တုံးကြီးဤပညာရဲ့ခေတ္တတစ်ခုတည်းကိုဝင်ရောက်လာပြီလို့ဆိုရမှာပါ။စဉ်းစားကြည့်ပါ။အေယာမဒုံမြန်ကြီးတစင်းဟာကောင်းငင်ဘော်ကနေဓာတ်ရိုက်ရရှိတဲ့အချက်လက်တွေနဲ့ထိန်းချုပ်မောင်းနှင်ပြီး ပြန်တန်းနေစင်မှာတော့လမ်းကြောင်းကိုအချိန်နဲ့တပြေးညီပြင်ဆင်သွားကသူ့ရဲ့ထိပ်ပူကိုပြစ်မှတ်ရဲ့အသေးနှလုံးပေါ်တဲ့တဲ့မှတ်မှတ်ကြားရောက်စီမှာပါ။ဒါကြောင့်ပဲလူများစုကဒီလက်နက်ကိုတာမန်ဒုံးပြန်လို့မခေါ်ပဲကဘာပြက်လက်နက်လို့တညီတညွတ်တဲခေါ်ဝေါ်နေတာလည်းဖြစ်ပါတယ်။အီရန်ဟာပယ်ထိန်တုံးကြီးနီးပညာမှာကျွမ်းကျင်ပိုင်နိုင်နေဆိုတာအားလုံးအသိပါပဲ။ဒါပေမဲ့ဒီတစ်ချိန်မှာသူတို့ပြသလိုက်တဲ့နီးပညာကတော့တမိုင်းတစ်လျှောက်အကြီးမားဆုံးသောခုံပြန်ကျော်လွှမ်းမှုတစ်ခုပါပဲ။အရင်ကသူတို့ထုတ်ပေါ်ပြသခဲ့တဲ့ Fartech 1နဲ့ Fartech 2လိုမျိုး hypersonic တုံးမြန်တွေဟာဒီ Arkel Alzheimer အတွက်ညှိတန်းပြုတ်လိုက်တယ်လို့ဖြစ်နေပါတယ်။ Fartech တုံးမြန်တွေဟာ X-ray ကိုတိုက်ခိုက်ခဲ့တဲ့ True Promise 2စစ်စင်ရေးမှာအဓိကလက်နက်ဖြစ်အသုံးပြုခဲ့ပြီး hypersonic glide vehicle နည်းပညာကြောင့်အတန်ထက်၅စာပုံမြန်တဲ့အချိန်နဲ့ပြန်တန်းနိုင်ခဲ့ပါတယ်။ဒါဟာ X-ray ရဲ့ Iron Dome ကာကွယ်ရေးစနစ်တွေဂျားဖြတ်ဟန်တာဖို့အတွက်အလွန်အမင်းမြန်ဆန်လုပ်နေခဲ့တာကိုပြသခဲ့ပါတယ်။ ဒါပေမဲ့ Fartech ဒုံးမြန်တွေကမြင်းကလင်းအသေးစားလေးဆိုရင် Arkel Elzaman ကတော့ကဘာကိုတုံခါသွားစီမဲ့အင်အားပြင်းကလင်းကြီးတစ်ခုပါပဲ။အီရန်ရဲ့အရင်ကနာမည်ကြီးခဲ့တဲ့အလဲလက်တန်းစားပဲ့ထိန်တုံးကြီး EM80 နဲ့နှိုင်းရှင်ကြီးရင်ဒီခြားနာချက်ကိုပို့ပြီးသိတာထင်ရှားစေပါရဲ့။ EM80 ဒုံးမြေဟာဒုံးမြေဟာ MARV လို့ခေါ်တဲ့ကဘာလီတူတဲကိုပြန်ဝင်လာတဲ့အခါမှာလမ်းကြောင်းပြောင်းနိုင်တဲ့နည်းပညာနဲ့ထိန်းချုပ်တောင်ပိုင်းတွေပါဝင်တဲ့အတွက်အချီးကျူးခံခဲ့ရပါရဲ့။ ူရဲ့တိကျမှုကမီတာ900ဝန်းကျင်မှာရှိပါတယ်။ဒီလိုမျိုးစွမ်းအင်တွေတောင်ရန်သူတွေရဲ့ယာဉ်တွေကိုအေးဆက်သွားစေခဲ့ပါတယ်။ဒါပေမဲ့အာခဲအဇာမန်ရဲ့ရှေ့မှာမှာတော့ဒီကိန်းကနန်းတွေဟာခေတ်နောက်ကြာကျန်ခဲ့တဲ့နံပါတ်တွေလို့ဖြစ်သွားပါပြီ။ဒါကြောင့်မေကဘာကသူ့ကိုကဘာပြက်လက်နဲ့လို့တညိတညွတ်ထဲသတ်မှတ်လိုက်ကြတာပါ။အေယာမအရွယ်စားအပြစ်အနာစာကင်းလို့နေပါတိကျမှု hypersonic နဲ့အမြန်နှုံးနဲ့မြို့ကြီးတစ်မြို့ကိုတစ်ချက်သေးနဲ့ပြပြဝတ်သွားစေနိုင်တဲ့ဖြတ်အား Arkel Elzaman ဟာ လက်နက်အသစ်တစ်ခုဆိုတာထပ်ပို့ပါတယ်။သူဟာစစ်ဘက်ဆိုင်ရာဒုံးကျည်နီးပညာရဲ့မျက်နှာစာတစ်ခုလုံးကိုထာဝရပြောင်းလဲပြစ်နိုင်တဲ့ game changer ကြီးတစ်ခုပါ။ဒီလိုအခြေအနေတွေအောက်မှာ Israel American နဲ့ NATO တို့ရဲ့နောက်ထပ်တုံ့ပြန်မှုတွေဟာကမ္ဘာကြီးရဲ့အနာဂတ်တွင်ဘလောက်တောင်အရေးကြီးတဲ့အလှည့်ပြောင်းဖြစ်လာမလဲဆိုတာစဉ်းစားကြည့်ဖို့လိုပါတယ်။စည်ရေးလေးလာသူများရဲ့သုံးသပ်ချက်အရ Arkel Elzaman ဟာဒုံးပြန်ကြီးဟာ MARV နီးပညာကိုတက်ဆင်ထားနိုင်ကြအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာတကယ့်ကိုထိတ်လန့်စရာကောင်းတဲ့စွမ်းရည်တစ်ခုပါပဲ။ ဒီလိုလမ်းကြောင်းပြောင်းနိုင်တဲ့ဒီဇိုင်းမျိုးဟာ Iron Dome, Davis Lane တို့လို Israel ရဲ့အလှော်ပေါင်းများပါရှိတဲ့ကာကွယ်ရေးစနစ်တွေကိုရှောင်လွှားကျော်လွှားနိုင်အောင်တီးတန့်ယူရပြီးဖန်တီးထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီ MARV နီးပညာထက်ပိုပြီးစိုးရင်ကြာကောင်းတဲ့သုံးသက်ချက်တစ်ခုလည်းအခုဆိုရင်ထွက်ပေါ်လာခဲ့ပါပြီ။ဒီဒုံးမြန်ဟာရှောင်တိန်ဖို့အတွက်ပဲဖန်တီးထားတာမဟုတ်ဘဲ Israel ရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးကိုလုံးဝကိုအလုံးမလုံးနိုင်အောင်ဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားတယ်ဆိုတဲ့အချက်ပါပဲ။ထောက်လိုင်းအစီအခံသားတချို့ကဖော်ထုတ်လိုက်တဲ့အချက်ကတော့ အာကယ်အဇာမန်ဟာ EMB လို့ခေါ်တဲ့လျှက်စစ်တန်လိုက်လှိုင်းထိပ်ဖူးကိုတည်ဆောင်နိုင်သွန်းရှိတယ်လို့ယူဆရတဲ့အချက်ပါ EMB လက်နက်ဆိုတာခင်မီစစ်တပ်တွေရဲ့အိမ်မဆိုးလို့တင်စားရလောက်အောင်ကိုကြောက်မဲ့ဖွယ်ကောင်းပါတယ်အကြောင်းကတော့ဒီထိပ်ဖူးတစ်ကြိမ်ပောက်ကွဲလိုက်တာနဲ့သူကနေထွက်လာတဲ့အားပြင်းတဲ့လျှက်စစ်တန်လိုက်လှိုင်းတွေဟာအနီးအနားကအီလက်ထရောနစ်ပစ္စည်းတွေအလုံးကိုတိုက်ခိုက်ပါတော့တယ်ဒီလှိုင်းတွေဟာအီလက်ထရောနစ်ပစ္စည်းတွေရဲ့စာကစ်ပြားတွေကိုလောင်ကျွမ်းစေပြီးဆက်သွယ်ရေးစနစ်တွေကိုဖျက်တောက်လိုက်ပါတယ် အရေးကြီးတဲ့ electronic ပစ္စည်းတွေကိုယာယီဒါမှမဟုတ်ထာဝရပျက်စီးသွားစေနိုင်ပါတယ်။ဒီရဲ့အဆိုဆုံးအကျိုးအစားကတော့ Israel ရဲ့လေကြောင်းရန်ကာဝေးရေးရေဒါစနစ်တွေအားလုံးကိုမျက်စိကန်နားပင်းသွားစေနိုင်တဲ့အချက်ပါပဲ။ကာဝေးစနစ်တစ်ခုလုံးလုံးဝရပ်တန့်သွားနိုင်ပါတယ်။ဒါဟာ Israel တို့အကြောက်ဆုံးအရာဖြစ်တယ်လို့စစ်ရေးလေလာသူတွေကတထန်လဲဆိုကြပါတယ်။တကယ်လို့စစ်ပွဲကြီးတာဖြစ်ခဲ့ရင်အီရန်ဟာအာခဲလ်အယ်ဇာမန်ကိုအရင်ဆုံးပြစ်လွှတ်ပြီးတိုက်ပွဲကိုစတင်ဖွင့်လှစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတာတွေကတော့ပထမလိုင်းတိုက်ခိုက်မှုမှာ EMP ပောက်ကွဲမှုက Israel ရဲ့ကာဝေးစနစ်တွေကိုလုံးဝပိတ်ပစ်ပါလိမ့်မယ်။ဆိုလိုတာက Iron Dome လိုစနစ်တွေက Iran ဒုံးပျံတွေကိုဘယ်ကလာတယ်ဘယ်ကိုသွားတယ်ဆိုတာကိုသိရှိနိုင်တော့မှာမဟုတ်ပါဘူး။ဒုတိယလိုင်းအနေနဲ့ Israel ရဲ့ကာဝေးရေးဒိုင်းတွေအလုံးမလုံးတော့တဲ့အချိန်ညမှာဒုတိယလိုင်းအဖြစ်တခြားပဲ့ထိန်တုံးကြီးတွေနဲ့မောင်းသူမဲ့လင်းရင်အုပ်ကြီးတွေဟာဘာဟန်တားမှမရှိပဲအလုံးချင်းနဲ့ဝင်ရောက်လာပါလိမ့်မယ်။အဲ့ဒီခါကျရင် Iran ရဲ့တိုက်ခိုက်မှုကအစာပေါင်းများစွာပုံမထိရောက်သွားပြီး ကမ္ဘာကအားကိုးယုံကြည်ခဲ့ရတဲ့အစ္စရေးရဲ့ကာဝေးရေးစနစ်ကြီးဟာဘာမှမတက်နိုင်ပဲလက်မြောက်အရှုံးပေးရမယ့်အခြေအနေကိုရင်ဆိုင်ရနိုင်ပါတယ်။ဒီလိုတွက်ချက်ထားတဲ့တိုက်ခိုက်မှုအစီအစဉ်ဟာကမ္ဘာစည်ရေးသမိုင်းမှာအပြင်းထန်ဆုံးစစ်ပွဲဗျူဟာတွေကတခုဖြစ်လာနိုင်ပါတယ်။ဒီမှာမေးစရာရှိတာကအီရန်ကဒုံးပျံအစ်စမ်းတန်နေတယ်ဆိုတာကိုအစ္စရေးနဲ့အမေရိကန်တို့ဘယ်လိုသိသွားခဲ့တာလဲ။အကြအားလုံးကတန်တရားဖြစ်ဖော်ရာခြေလှမ်းတစ်ခုကနေစတင်ခဲ့ပါတယ်။အီရန်နိုင်ငံဟာသူတို့ရဲ့လေပိုင်နက်ကိုမနက်စောစောအထိပိတ်ထားခဲ့ပါတယ်။ မကြခင်မှာပဲအီရန်ရဲ့ Forex သတင်းဌာနကအီရန်အနောက်ပိုင်းဒေသရဲ့ကောင်းငင်ကို IRGC အီရန်ဒေါ်လာရင်းအဆောင့်တက်ရဲ့စစ်ရေးလေ့ကျင့်မှုတွေကြောင်းပိတ်ထားကြောင်းကြေညာခဲ့ပါတယ်။ဒါအပြင်အရှေ့လယ်ပိုင်းကခိုရာဆန်မြောက်ပိုင်း Razavi နဲ့ခိုရာဆန်တောင်ပိုင်းပြည်နယ်တွေကိုလွေရာသီကုန်ဆုံးတဲ့အထိစစ်ရေးလေ့ကျင့်မှုဧရိယာဖြစ်သတ်မှတ်ခဲ့တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အီရန်နိုင်ငံကသတင်းရင်းမြစ်တစ်ခုကဘက်ဂဒတ်ဒီဟီရန်ခရီးစဉ်ပြန်တန်းနေတဲ့လေယာဉ်တွေကို အီရန်လေပိုင်းတစ်ထက်ကစစ်ရေးလေ့ကျင့်မှုကြောင့်ရုတ်တရက်ဆိုင်းငံ့လိုက်ရတယ်လို့ထုတ်ဖော်ပြောကြားလိုက်တဲ့အခါမှာတော့တန်တရားတွေဟာအထွတ်ထိပ်ကိုရောက်သွားခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်အစ္စရေးသိမ်းပိုက်ထားတဲ့နယ်မြေတွေမှာအထိတ်တလန့်ဖြစ်မှုတွေပေါ်ပေါက်ခဲ့ပြီးအတီမပြုတ်နိုင်တဲ့သတင်းတွေအရအစ္စရေးပြည်ရင်းကာကွယ်ရေးတပ်ဦးကဘင်ဂရန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကူရောယာယီရွှေပြောင်းမှုအမိန်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒီတုံးမြန်စမ်းသပ်မှုအသည့်ဟာမိဘသေးသေးလေးတို့ကနေအီရန်နဲ့အစ္စရေးကြားမှာစင်မီကြီးပြန်လည်တောက်လောက်လာနိုင်တယ်လို့လေလာသူများသောကိုတတိပေးလိုက်တယ်လို့ပါပဲ။ ဒါပေမဲ့ဒီတစ်ချိန်စစ်ပွဲကတော့အရင်ကနဲ့လုံးဝမတူပဲအများကြီးပိုပြီးပြင်းထန်ပါလိမ့်မယ်။နှစ်နိုင်ငံစလုံးဟာသူတို့ရဲ့စည်ရေးအသင့်အနေထားကိုအမြင့်ဆုံးထိမြင့်တင်ထားတဲ့အတွက် နောက်တစ်ချိန်ထိတိုက်တွေ့ဆုံမှုဟာအရှိလေပိုင်းအတွက်သာမကကမ္ဘာတည်ငြိမ်ရေးအတွက်ပါကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဒါပေမဲ့လည်းလောလောဆယ်မှာတော့အစ္စရေးဟာစိုးရိမ်ပူပန်မှုတွေနဲ့တူတပ်ပြင်းတစ်ချက်ကိုချနိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့အာခဲအယ်ဇာမန်ဒုံးပြန်ဟာနျူကလ িয়ার ထိပ်ဖူးကိုတည်ဆောင်မှုအတွက်တကယ်ပဲဒီဇိုင်းထုတ်ထားသလားဆိုတာကို ဘယ်လေ့လာသူဘယ်တရားဝင်သတင်းရှင်းမြစ်ကမှအခိုင်အမာအတိမပြုတ်နိုင်သေးလို့ပါပဲဒါပေမဲ့ချိန်ချမှုရဲ့အရေးမဲကြီးကတော့ပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အီရန်ဟာနျူကလ িয়ার လက်နက်သေဆောင်နိုင်တဲ့တိုက်ချင်းပြပယ်ဒိန်းတုံးကြီးတွေကိုအချိန်အတော်ကြာတီထွင်ထုတ်လုပ်နေကြတာကြောင့်ပါဒါကြောင့်ဒီနေ့နေ့မှာ အာခဲအယ်ဇာမန်ဟာလည်းအလားတူစွမ်းအင်မျိုးပိုင်ဆိုင်လာနိုင်ခြင်းအလွန်ပဲများပါတယ်အဲ့ဒီလိုသာမနက်ကဖြစ်လာခဲ့ရင်တော့အစ္စရေးနိုင်ငံအတွက်မတွေးဝင်စရာအကျိုးဆက်တွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာကတော့ထေချာနေပါပြီ ကဘာကြီးရဲ့ငញ្ញန်ရေးဟာလည်းအင်မတန်မှပါလာတဲ့ကျိုးတစ်ချောင်းပေါ်မှာသာရက်တည်နေရတော့မှဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်